မျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုမျိုးသားလွှတ်တော်ကမတ်လ20ရက်နေ့ကတင်သွင်းခဲ့ပြီးမတ်လ24ရက်နေ့ကပထမဆုံးလွှတ်တော်တွင်ဆွေးနွေးမှုပြုလုပ်တဲ့အခါမှာစိတ်ကူးစိတ်တန်းတွင်လည်းလုံးလုံးမရပဲလက်တွေ့ကြကြတဆင်ချင်းတက်သွားဖို့ NLD လွှတ်တော်မဲဦးသိန်းစွေကပြောဆိုခဲ့ပါတယ်။ចောင်းသားတွေလူလာတဲ့ပညာရေးဥပဒေချမ်းဟာစိတ်ကူးရင်တွေလားဥပဒေချမ်းကော်မတီရဲ့အဆိုပြုချက်နဲ့ပြင်ဆင်ချက်တစ်ခုတည်းကိုပဲကြည့်တာမဟုတ်သလိုမူလဥပဒေတွေကိုလည်းကြည့်ရတဲ့အပြင် ပြတန်းဖို့ပြင်ဆင်ရမှာလုံလောက်တဲ့အချိန်ရယူဖို့ဘာသာရပ်လိုက်ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့အကြံပေးမှုတွေလည်းလိုအပ်တယ်လို့ဦးသိန်းဆွေကဆိုပါတယ်။အခမဲ့မတင်မနေရမူလာတန်းပညာရေးမှာမတင်မနေရတဲ့အခမဲ့ဝေါ်ဟာရာတွေကိုတည်တည်ချာချာနားလည်ဖို့အဓိပ္ပာယ်တည်ချဖို့လိုတယ်လို့ပြောပါတယ်။ဒီဥပဒေတော့ကိုကျွန်တော်တို့ဟိုပြတန်းဖို့အတွက်ပြင်ဆင်တဲ့အချိန်မှာလုံလောက်တဲ့အချိန်လေးကျွန်တော်တို့ယူရမှာ။အဲအဲ့ဒီခါကျတော့ဘာလို့လဲဆိုတော့သူ့ဘာသာရပ်ဆိုင်ရာလျှောက် ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့အခမ်းအနားတွေအများကြီးကျွန်တော်တို့လိုတယ်အခမဲ့မတင်မနေရမူလာတန်းပညာရေးကိုဥတီကောင်နဲ့ပေါ်ပြီးအစစ်အစစ်တိုးချက်ဆောင်ရွက်သွားမယ်ဆိုပြီးကျွန်တော်ကဒီလိုဆွေးနွေးတယ်မတင်မနေရဆိုတဲ့ဝါရတစ်ခုရဲ့အခမဲ့ဆိုတဲ့ဝါရတစ်ခုရဲ့အဲ့ဒါကိုတည်တည်ချာချာနားလည်ဖို့တော့လိုတယ်တက္ကသိုလ်အုပ်ချုပ်ရေးနဲ့ပညာရေးမူဝါဒကော်မရှင်မှာတိုင်းသားကိုယ်စားလှယ်ရေးပါဝင်ဖို့ဆွေးနွေးခဲ့တဲ့မွန်ပြည်နယ်အမတ်ဒေါက်တာပညာအောင်မောကပြည်နယ်လိုက်ရိုးရာရင်ကျင်းမှုတွေကွဲပြားတာကြောင့်ပညာရေးမူဝါဒကော်မရှင်မှာ တိုင်းသားစာပေယဉ်ကျေးမှုတင်တွေပါဝင်တဲ့လူចောင်းသားတမကဆိုတဲ့စကလုံးကိုចောင်းသားတမကများလို့စားထုတ်ဖို့တင်ကြားရေးဘာသာစကား၃ခုမှာမြန်မာဘာသာက ရှေ့ဆုံးကရေးပြီးမိခင်ဘာသာနဲ့အင်္ဂလိပ်ဘာသာလို့ဖော်ပြတဲ့အကြောင်းကိုလည်းပြောပါရစေ။ဒီမိုးမှာယဉ်ကျေးမှုကတမျိုးချင်းမှာယဉ်ကျေးမှုကတမျိုးယဉ်ကျေးမှုကအစဒေတာကအစပွဲပြားမှုရှိတဲ့အတွက်ကြောင့်အမျိုးသားပညာရေးမူဝါဒကော်မရှင်မှာလည်းပဲဒီတက္ကသိုလ်စာစာပေယဉ်ကျေးမှု ဟိုရွေးချယ်တဲ့ကိုယ်စားလှယ်ပါသလိုပြည်နယ်တိုင်းပြည်နယ်တိုင်းကနေပြီးတော့ပြည်နယ်ရဲ့အသွတ်တော်ကလည်းရွေးချယ်တဲ့ပညာရှင်တဦးတဦးကိုပါဝင်စေဖို့အဲ့ဒါဒါဒါဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ committee commission ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ဒါကိုအတိအဆွေးနွေးတယ်ကချင်ပြည်နယ်ကလွှတ်တော်မှအုပ်စံပြီးကပြည်နယ်ပြည်မပညာရေးကွာဟမှုတွေဖြစ်နိုင်တာကြောင့်သင်ယွညွန်းနှံဆန်ကိုခြေခံပြီးတင်ယွညွန်းနှံဖွင့်ယူမှုကိုပြည်내အတိုင်းလိုက်ဆောင်ရွက်ခွင့်ဆိုတာကိုဖြုတ်ချတဲ့တယ်လို့ဆိုပါတယ် ေဒီနသာလူချင်းတိုင်းဒေဂုဏကပုဆုံးတိုင်းတိုင်းနဲ့ဒီနေ့တိုင်းဆောင်ရွက်နေတဲ့ဒီဒီပေါ်တဲ့ပါပါတိုင်းဒီကဒီနေ့အင်းနဲ့တောင်းတဲ့ဒီနေ့ဒီချင်းကိုပေါ်သွားပြီးပေါ်လာပါတယ်တက်ကူနေတဲ့ပေါ်လာတယ်ဗတ်ခေရကိုပြီးတော့တက်ကူပေါ်သွားပြီးပေါ်လာတယ်အဲတော့တိုင်းနေတဲ့ဒီနေ့ပေါ်ကတိုင်းတော့ မျိုးသားပညာရေးဥပဒေကိုလွတ်တော်မှ15ရောက်ကဆွေးနွေးဖို့စီရင်တင်ထားပြီးမတ်လ25ရက်နေ့မှာဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်